တော်သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာစင်ပါ grade 7တင်ချာတင်ရုပ်တက်များကိုမျှဝေတင်ကြားပေးပါမယ်ဆရာရဲ့မျှဝေတင်ကြားမှုလေးကိုနှစ်တက်တဲ့အကျိုးရှိရဆိုရင် like and subscribe လေးလုပ်သွားပေးအောင်နော်အဲ့တော့ဆရာတို့ဒီနေ့လေးလာရမှာကဆရာတို့ကတင်ချာတိရဲ့အခန်းနဲ့2.4 number 9ပေါ့နော်အဲ့တော့ဆရာတို့ရှေ့မှာဒီဂျင်ကန်လေးတွေကလုတ်ခဲ့ပြီးသွားပြီဒီနေ့ number 9ကိုရောက်ပြီအဲ့တော့ဆရာတို့တွေကြည့်ရအောင်ပါအော်ဒီမှာနံပါတ်9မှာဆရာတို့ကဂိမ်း3လုံးကြီးအကြီးဆုံးပုံစံခွဲခဲ့တယ်တဲ့ ထိုကိန်းများအောင်ငယ်သည်ဆရာတို့ရှေ့မှာသင်ခန်းစာကြီးလေ့လာခဲ့တယ်။ဂိန်းသုံးလုံးရဲ့အကြီးဆုံးပုံစံခွဲကိန်းတွေရှာတယ်။အဲသူကြတော့ဆရာတို့ကဘာလဲဆိုရင်အဲတစ်ထစ်ကြီးဓာတ်တို့ဆရာတို့ရှေ့မှာလေ့လာခဲ့ပြီးသားဒီမှာကျတော့ဆရာတို့ကဘာလဲဆိုတော့ဂိန်းသုံးလုံးရဲ့အကြီးဆုံးပုံစံခွဲကိန်းကတဲ့ထိုကိန်းများအောက်ပါဖြစ်တာလဲဆိုတော့ငယ်ရမယ်။ဒါဆိုရင်ဆရာတို့ကအဲဂိန်းသုံးလုံးလို့ပြောတယ်။အဲ့ဒီဂိန်းသုံးလုံးကဘာတွေမှမသိဘူး။ဒါဆိုဆရာတို့ကကျန်ထဲမှာစဉ်းစားလိုက်ရင်ဂိန်းသုံးလုံး ဘော့စ်လေးနဲ့ဆရာစဉ်းစားလိုက်မယ်အဲ့တော့ဂိမ်းသုံးလုံးရဲ့ကြီးဆုံးပုံစံပဲကင် GCF ကိုရှာခိုင်းအဲ့တော့ဂိမ်းသုံးလုံးရဲ့ GCF ကဘယ်လောက်ဖြစ်လဲဆိုထိုဂိမ်းများအောင်ငယ်သည်ထိုဂိမ်းအဲ့ထိုဂိမ်းဆိုတာဘသူ့ကိုပြောရလဲဆိုတော့ရှေးကဂိမ်းသုံးလုံးကိုပြောတာအဲ့ဒီဂိမ်းသုံးလုံးတဲ့ဘာဖြစ်ရမလဲငယ်ရမယ်ဒါဆိုသတ္တရသမီးတို့ဒီမှာရှာထားတဲ့ဂိမ်းသုံးလုံးထဲဘာလို့ရမှာလဲငယ်ရမယ် GCF ဒီဆရာတို့အခုရှာထားတဲ့ box လေး၃ခုထဲဘာလို့ရမှာလဲဒီ၃လုံးထဲသူဒီ ငယ်ရမယ် GCF ရှာရင် GCF ဒီပါလို့ရမယ်ဒေါက်တမျိုးရှာရင်ဂိမ်းသုံးလုံးတဲ့ငယ်ရမယ်လို့သူကပြောတာဒါမေးခွန်းတစ်ချက်ဟောက်ရှင်းဆက်ဖတ်လိုက်တော့ထိုဂိမ်းများထဲမှာအဲ့ဒီထိုဂိမ်းဆိုတာဒီဂိမ်းသုံးလုံးကိုပဲပြောတာထိုဂိမ်းများထဲမှာဂိမ်းတစ်ခုနဲ့တူညီရမယ်သူပြောထားတာဒီအဲ့ဒီဂိမ်းသုံးလုံးထဲကဂိမ်းတစ်ခုနဲ့ဒီသုံးခုထဲကတစ်ခုနဲ့လည်းပါပြရမယ်ညီရမယ်အဲဆရာတို့ရှာထားတဲ့ GCF ဒီ ဘူးရှာလိုက်တဲ့ဆရာတို့ကဂိမ်၃လုံးဟောဒီဂိမ်၃လုံးနဲ့ဗာပြရမလဲညီရမယ်တူညီတယ်တကူကတူညီတယ်လို့ပြီးတယ်တကူကငယ်တယ်လို့ပြီးသားတယ်အဲ့ဟာကိုဆိုရင်တဲ့အဘဲเจ้าနီးတဲ့အဲ့ဟာကြီးတူလာရင်ညီလာရင်ငယ်လာရင်ကဘာကြောင့်လဲဆရာတို့ရှာလိုက်တဲ့ဂိမ်၃လုံးနဲ့ GCF ဖြည်သည်တခုခုနဲ့သွားတူတယ်ဘာကြောင့်လဲအဲ့ဒီဂိမ်၃လုံးနဲ့ငယ်တယ်တဲ့ဘာကြောင့်လဲသူကဒါကိုပြီးသားတာဒါဆိုဆရာတို့က ဲ့ဒီဆရာတို့ရှာလိုက်တဲ့ဂရင်းသုံးလုံးတဲ့ငယ်ရာကိုစဉ်းစားရမှာဖြစ်တယ်။ဒါဆိုရင်ဆရာတို့တွေစီသူတဲ့ငယ်ရာဆိုတော့ဆရာတို့တွေဂရင်းလေးတွေစပြီးစဉ်းစားလိုက်တင်းတင်းသုံးလုံးငါဆိုတော့တက်ကတော့ဆရာတို့အစာခွဲဂရင်းခွဲဖို့ဟာတက်ပဲဖြစ်တယ်။ဟုတ်ပြီနော်။ဒါကြောင့်မို့ဆရာတို့ကသူတဲ့ဖြစ်နိုင်တဲ့ဂရင်းတွေဒီနေရာမှာစဉ်းစားလိုက်ရင်ဆရာတို့ကနဲ့3 4 5 6 9 10 10ဒီနေရာမှာဂိမ်းနေအများကြီးဖြစ်နိုင်တယ်။နဲ့3 4 bla 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 ။ဟုတ်ပြီနော်။ဒါဆိုဆရာတို့ကသူတက်ငယ်တဲ့ဂိမ်းတွေဖြင်းရမယ်ဆိုတော့ဆရာတို့ရှာလိုက်တဲ့ GC update ငယ်တဲ့ဂိမ်းတွေဖြင်းရမှာ ဒါဆိုဆရာတို့ကအဖြေကို greater common factor ကိုဆရာတို့ကအဖြေကိုနှစ်လို့လိုချင်တယ်ဆိုတော့ဒါဆိုဆရာတို့ကဒီမှာစဉ်းစားလိုက်မယ်ဆရာတို့တွေဒီ GCM ရှာတဲ့အခါ gain အားလုံးမှာဆရာတို့ကဘုံတူတာကိုယူရတာဖြစ်တဲ့အတွက်ဆရာတို့ကအဖြေကိုနှစ်ရချင်တယ်ဆိုရင်အကုန်လုံးမှာဘာတွေဘုံတူရမလဲစာခွဲ gain နှစ်တွေဘုံတူရမယ်။အဲဒါကြောင့်ဆရာတို့ကအဖြေနှစ်ကိုရဖို့အတွက်ဘုံတူတဲ့နှစ်ကိုဆရာတို့စဉ်းစားလိုက်တယ်ဒါဆိုရင်နောက်က gain လေးတွေရဖို့အတွက်ဆရာတို့တွေဒီတုတ်တာ gain လေးတွေနဲ့စဉ်းစားလိုက်မယ်။ဒါဆိုဆရာတို့ကဒီမှာ 3သူ့ကိုကြတော့ငါးနဲ့စာခွဲကိန်းခွဲလိုက်မယ်35သူ့ကြတော့ဆရာတို့က9နဲ့စာခွဲကိန်းခွဲလိုက်မယ်ဆိုပါတော့ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ကနဲ့9လီ14သူ့ကြတော့နဲ့5လီ10သူ့ကြတော့ဟောဒီမှာနဲ့3လီ6 sorry เนาะအဲနဲ့3လီ6ဒီမှာနဲ့9လီ14ဟော sorry ဒီမှာ6ရဲ့10ရဲ့14ရဲ့ ဟုတ်ပြီနော်အဲ့တော့6ရက်10ရက်14ရက်ကိုဆရာတို့က GCM ရှာလိုက်ရင် Greater Common Factor ရှာလိုက်ရင်အဖြေဒီဘယ်လောက်ရလဲ200ရတယ်ဒါဆိုသူပြောတဲ့အချက်လေးနဲ့ညီမြီဆရာတို့ရှာလိုက်တဲ့ GCM ကအဲ့ဒီ gain တွေအောင်ငယ်တယ်လို့ပြောတယ်ထို gain များအောင်ငယ်တယ်လို့ပြောတယ်ဒါဆိုဆရာတို့ကအဖြေ200အောင်စဉ်းစားလိုက်တော့ဆရာတို့ရှာလိုက်တဲ့6 10စက္ကန့်ထဲဘာဖြစ်လဲနှစ်သိငယ်တယ်ဒါဆိုရင်သူပြောတဲ့အချက်ဒီဘာဖြစ်လဲမန်ဝိုင်းတစ်ချက်ဟုတ်ပြီနော်အဲ့တော့ငယ်သည်ဆိုတော့ဆရာတို့ငယ်အောင်စဉ်းစားပြီးတော့ ဒါဆိုထိုဂိမ်းများထဲမှာဂိမ်းတစ်ခုခုနဲ့တူကျင်တယ်လို့ပြောရင်တော့လေဆရာတို့ရှာလိုက်တဲ့အခု6ရက်10ရက်ဆရာတို့က14ရက်အဲတော့6ရက်10ရက်14ရက်6ရက်10ရက်14ရက်ကိုဆရာတို့ကတစ်ခုခုနဲ့တူဖို့အတွက်ဆိုဆရာတို့ကဒီမှာအငယ်ဆုံးဖြစ်တဲ့ဘာကိုရမှာလဲနှစ်ရက်ကို GCF ကနှစ်ရက်အောင်အဖြေနှစ်ရက်အောင်ထားတာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ဂိမ်းတစ်ခု6နေရာမှာဆရာတို့ကဘာကိုထားလိုက်မှဖြစ်ပါလဲနှစ်ကိုထားလိုက်မှစဉ်းစားလိုက်မှရမှာ အဲ့တော့မှဆရာတို့ကဒီထဲကဂိမ်းတစ်ခုနဲ့တူမှာဖြစ်တယ်ဒါဆိုရင်သူ့ကိုငယ်ဆုံးကိုနဲ့ GCR ပြရတဲ့ Greater Common Factor ရတဲ့တူးထားလိုက်မယ်ဆိုရင်သူ့ကိုစာခွဲဂိမ်းခွဲရင်နဲ့တပီနဲ့သူ့ကိုစာခွဲဂိမ်းခွဲရင်ကဆရာတို့2 9လီ30သူ့ကိုစခွဲလိုက်ရင်က2 9လီ30ဒါဆိုရင် Greater Common Factor GCR ရှာလိုက်လို့ရှိရင်ဆရာတို့ဒီပါပဲရမှာလေနှစ်ပဲရမှာဒါဆိုရင်ဆရာတို့ရလိုက်တဲ့ Greater Common Factor နှစ်ဒီတူးဒီ ဖိုဂိန်းနဲ့ကဂိန်းတစ်ခုခုနဲ့တူတယ်လို့ပြောတဲ့အတွက်သူနဲ့ပါပြသပြီလေသွားတူသွားပြီဒါဆိုသူပြောတယ်ထိုဂိန်းများထဲမှာဂိန်းတစ်ခုနဲ့တူညီသည်ဆိုတဲ့ချက်ကလည်းပဲဆရာတို့ဒီမှာပါပြသပြီလေတူသွားရင်စဉ်းစားလို့ရပါတယ်ဒါဆိုရင်ဒီမှာမေကွန်းလေးကထပ်မိထားတယ်အဘယ်ကြောင့်ဒီငယ်ရင်ဆရာတို့ထိုဂိန်းနေရာဒီမှာငယ်တာစဉ်းစားလိုက်ပြီးငယ်တာဘာကြောင့်ငယ်တာလဲလို့သူကမေးထားတာဒီမှာအခုဆရာတို့တူအောင်စဉ်းစားလိုက်တယ်ဘာကြောင့်တူတာလဲလို့မေးတာဒါဆိုရင်ဘာကြောင့်ငယ်တာလဲ ဘာကြောင့်တူတာလဲစဉ်းစားကြည့်ရအောင်ဒါဆိုရင်ဆရာတို့ဒီမှာ gain ကြီး greater common factor ဒီတူးရနေတာဖြစ်တယ်ထို gain နေတဲ့ဆရာတို့6ရေ10ရေ14ထင်ငယ်ဘာဖြစ်လို့ငယ်တာသူရဲ့ပုံစာခွဲ gain မဲမဟုတ်လားအကြီးဆုံးပုံစာခွဲ gain ဖြစ်နေတဲ့အတွက်စာခွဲ gain ဖြစ်လို့ဆရာတို့ဘာဖြစ်တာလဲငယ်တာပေါ့ဟုတ်ပြီเนาะပြောရရင်ဒီ6ဒီ10ဒီ14ဒီကိုစာခွဲ gain ခွဲထားတာမဟုတ်လားဒါကြောင့်သူတဲ့သူတို့ကိုစာခွဲ gain ခွဲထားတာဖြစ်တဲ့အဖြေဖြစ်တဲ့အတွက်သူဒီဘာဖြစ်မှာလဲငယ်တာဖြစ်တယ်လို့ဖြေလိုက်ရအောင် ဟုတ်ပြီနော်ဒါဆိုရင်သူကြရောဘာဖြစ်လို့တူနေတာလဲဆိုတူမှာဘောသူတရငယ်ဆုံးဂိမ်းမဲမဟုတ်လားဆရာတို့ရဲ့အဖြစ်ဘေးတက်ကွန်မွန်ဖက်တာတူရောငယ်ဆုံးဂိမ်းကိုထည့်ထားတာဖြစ်တယ်သူဒီအငယ်ဆုံးဂိမ်းဖြစ်နေတဲ့အတွက်ဘာဖြစ်တာလဲတူတာဖြစ်တယ်ဆိုဖြေလိုက်ရင်ရဘူးဖြစ်တယ်ဒါဆိုရင်တခြားနည်းလေးနဲ့လည်းဆရာတို့တခြားဂိမ်းနေနဲ့လည်းစဉ်းစားပြီးတော့ဖြေလို့ရပါတယ်ဒါဆိုဆရာတို့ကြည့်ရအောင်ပါဒါဆိုဆရာတို့စဉ်းစားပြီးရင်ဖြေလို့ရပြီ ဒါကြောင့်ဆရာတို့စဉ်းစားလိုက်တယ်6 10ရ14ရ6 10 14ဘယ်ရောက်လာလဲနားလဲမနော်ဆရာတို့ဒီ greater common factor ဘာကိုလိုချင်လို့လဲ do စဉ်းစားလိုက်တာဖြစ်တယ်ဒါဆိုရင်ဆရာတို့တွေဒီဘာပဲကင်းဆရာတို့စဉ်းစားထားတဲ့အတိုင်းခြာရေးလိုက်မယ် do multiply 3 do multiply 5 do multiply 7အစားပဲကင်းတွေခွဲလိုက်တယ် greater common factor ရှာလိုက်တယ်အဖြေဒီ2ရတယ်အဲ့ဒီ2ဒီဘယ်သူထက်ငယ်တာလဲ ထိုကိန်းတွေ6တည်30လေးတွေထိုကိန်းများငယ်တယ်လို့ပြောတဲ့အတွက်ဆရာတို့တူးတယ်အဲ့ဒီကိန်းတွေတွေပါပြက်တယ်လေငယ်ပါတယ်ဆရာတို့တည်တည်လေးလိုက်တယ် less than ငယ်ပါတယ်ဘာသူထဲလဲထိုကိန်းတွေထဲငယ်တယ်ဒါကြောင့်ထိုကိန်းတွေထဲငယ်ပါတယ်ဟောသူပြောတဲ့တစင်းရပြီဒါဆိုဆရာတို့အဖြေရေးလို့ရပြီဘာကြောင့်လဲဘယ်ကြောင့်ဒီလိုသူကမေးတဲ့အတွက်ဆရာတို့ဖြေလိုက်မယ်ရင်းသုံးလို့ရအကြီးဆုံးမော်စာခွဲတင်ထိုကိန်းများများငယ်ပါတယ်သူပြောတဲ့အတိုင်းငယ်ပါသည်ဖြေလိုက်တယ် ဘာကြောင့်လဲလို့မေးတဲ့အတွက်အဘဲကြောင့်ဆိုတော့ထိုကိန်းသုံးလုံးရဲ့ဘုံစာခွဲကိန်းဖြစ်လို့ပေါ့ဒီကိန်းသုံးလုံးကိုစာခွဲကိန်းခွဲထားတာဖြစ်တယ်ဒါကြောင့်လို့ဆရာတော်ကဖြေလိုက်တာသူ့စာခွဲကိန်းခွဲထားတဲ့အဖြစ်အကြီးဆုံးဘုံစာခွဲကိန်းခွဲထားတာဖြစ်တဲ့အတွက်ဒီဖြေရတာဖြစ်တယ်သူ့ထင်ငယ်တာဖြစ်တယ်လို့ဆရာတော်ဖြေလိုက်ရင်ဒီဖြေလေးကပြီးသွားပြီဖြစ်တယ်ဒါဆိုနားလည်မယ်เนาะကဲစားဆိုနောက်တစ်ခါတူညီတယ်ထိုကိန်းများနဲ့တူညီတယ်တူညီမှာပါသူ့ရဲ့အငယ်ဆုံးကိန်းလေးကိုဆရာတော်ကစဉ်းစားလိုက်မယ်ဒါဆိုခုနကစဉ်းစားထားတဲ့အထည်တွေကမှာ ဟောဒီအငယ်ဆုံးနဲ့ဂိမ်းနေရာလေးမှာဆရာတို့ပါလို့လေ greater common factor စဉ်းစားထားတဲ့2အငယ်ဆုံးဂိမ်းလေးစဉ်းစားလိုက်တဲ့ခွဲလိုက်တော့ netdeli နဲ့30ကိုခွဲတယ်14ကိုခွဲတယ်ဒါဆိုရင် greater common factor ဆက်လိုက်တော့2ရတယ်ဘာလို့လဲဟောဒီ2ရတယ်ဟောပြီနော်အငယ်ဆုံးဂိမ်းလေးရတယ်ဒါဆို2ကဘာဖြစ်လို့လဲဆိုရင်ဆရာတို့ကဂိမ်းတစ်ခုခုနဲ့ဘာဖြစ်လဲတူညီတယ်ဟောဒီ2ဆိုတာဘာလဲဂိမ်းတစ်ခုဒီ3ခုတွေကဂိမ်းတစ်ခုဒါဆိုရင်ဆရာတို့နောက်ထပ်ခြေလို့ရပြီ ဂိန်းသုံးလုံးရဲ့အကြီးဆုံးပုံစံကဲကဲဒီထိုကိန်းများထဲမှာဂိန်းခုနဲ့တူညီတဲ့ဘယ်ကြောင့်ဆိုတော့ထိုကိန်းသုံးလုံးရဲ့အကြီးဆုံးပုံစံကဲကဲဒီထိုကိန်းများထဲမှာအငယ်ဆုံးဂိန်းဖြစ်လို့ဆိုပြီးဖြေလိုက်ရုံပဲဒါဆိုရင်ဆရာတို့နံပါတ်ခုနဲ့ဖြေလေးပြေဆောင်သွားပါပြီဒါဆိုရင်တောက်သမီးကိုနားလည်မယ်နော်ကဲဟုတ်ပါပြီဒါဆိုဆရာတို့နောက်ထပ်နံပါတ်၈လေးလေးလာလိုက်အောင်ဂိန်းနှလုံးရဲ့အကြီးဆုံးပုံစံကဲကဲဒီစနစ်ဖြစ်တယ်အဲ့တော့ဒီညမှာဆရာတို့စဉ်းစားရအောင်ဂိန်းနှလုံး အဲ့တော့ဒီမှာဂိမ်းနှလုံးဂိမ်းနှလုံးရဲ့အကြီးဆုံးပုံစံအခွဲဂိမ်းဆိုတော့ဆရာတို့ပါအောင်ပြတာကလည်း GCF 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 ကတွဲဖြစ်တယ်ဂိမ်းနှလုံးကိုအကြီးဆုံးပုံစံအခွဲဂိမ်းရှာလိုက်တဲ့ GCF ရှာလိုက်လို့ရှိရင်ဆရာတို့ကအဖြေဘလောက်ရလဲဆိုတော့တွဲရတယ်တွဲရတယ်ဟုတ်ပြီနော်ပြီးသွားရင်ဆရာတို့က ထိုဂိမ်းနှစ်ခုဤပေါင်းလဲတဲ့အဲ့ဒီဒီဆရာတို့ရှာလိုက်တဲ့ဂိမ်းနှလုံးကိုပေါင်းလိုက်မယ်ဆိုရင်တဲ့အဲ့ဒီဂိမ်းနှလုံးကိုပေါင်းလိုက်ရင်တဲ့ပေါင်းလက်ဒီဘယ်လောက်ရရမလဲဆိုတော့82နှစ်ဖြစ်တယ်ပေါင်းလိုက်ရင်80နှစ်ဖြစ်တယ်80နှစ်ဖြစ်ရမယ်ထိုဂိမ်းနှလုံးကိုရှာပါပေါင်းလိုက်ရင်80နှစ်ဖြစ်မယ်ဆိုရင်တဲ့အဲ့ဒီထိုဂိမ်းနှစ်ခုကိုရှာပါတဲ့ဘယ်လောက်လဲဒီဂိမ်းနှစ်ခုကဘာကြီးလဲလို့သူကမေးကုန်မေးထားတာဖြစ်တယ်ဒါဆိုဆရာတို့ကအပြေပေးထားတဲ့ Radar Common Feather ဆိုတဲ့ GCF ကိုပေးထားပြီးတော့ဂိမ်းနှလုံးကိုမေးတာမေးတဲ့အခါမှာလည်းကန့်သက်ချက်ရှိတယ်အဲ့ဒီဂိမ်းနှလုံးဒီဆရာတို့ကကြိုက်ရဖြေလို့မရဘူးသူတို့နှစ်ခုကိုပေါင်းရင်ဘယ်လောက်ဖြစ်မှရမှာလဲဆိုတော့80နှစ်ဖြစ်မှရမယ်ဒါလေးကိုတစ်ချက်ကန့်ထားတာဖြစ်တယ်ဒါလေးပဲဟုတ်ပြီနော်ဒါဆိုဆရာတို့စဉ်းစားလို့ရပြီပေါ့ဆရာတို့အရင်ကစဉ်းစားသလိုပဲအဖြေကနေ Radar Common Feather တွဲကနေစာစဉ်းစားဒါဆိုရင်စနေရဲ့စာတော့ဂိမ်းနေဆရာတို့စဉ်းစားလို့ရပြီစနေနလီ24 အဲ့တော့စနစ်နဲ့ဒီ24ဒါဆိုရင်ဆရာတို့စဉ်းစားလို့ရတယ်စနစ်34စာတို့ဂိမ်းနေ36နောက်တစ်ခါစဉ်းစားလို့ရတယ်စနစ်4နေ48စာတို့ဂိမ်းနေရွတ်သွားမှာကွာစနစ်5နေ60အဲ့တော့ခုစနစ်9နှစ်80စနစ်6လီ6လီကြာကြံခဲ့စနစ်6လီ90နှစ်စသဖြင့်ဘလာဘလာဘလာအမှအများကြီးဖြစ်နိုင် ဆာတိုဂိမ်းဟုတ်ပြီနော်။ဒါဆိုဒီဂိမ်းတွေကိုဆရာတို့က graded common operator ရင်တွဲရတော့ရမှာပဲ။အဲ့ဒီဂိမ်းတွေကို graded common operator ရင်တွဲရရမှာပဲ။ဒါပေမဲ့ဆရာတို့စဉ်းစားရပါသည်။ဘယ်လောက်ဖြစ်ရမှာလဲ။ဆက်နှစ်ဖြစ်ရမှာ။ဆက်နှစ်ဖြစ်တာကတော့ဒီဂိမ်းတွေကိုရှာလိုက်ရင်တွဲရတဲ့ပေါင်းချင်းစီ90နှစ်ဖြစ်ရမှာ။ဟုတ်ပြီနော်။ဒါဆိုဆရာတို့ကဟောဒီဆရာတို့စဉ်းစားလိုက်တဲ့ graded common operator size ရှာရမယ့် gain တွေသည်24 36 46 60 90နဲ့ဘလာဘလာတွေဖြစ်နိုင်တယ်။ဒါကြောင့်ဖြစ်နိုင်တဲ့ gain တွေရေး ။အဲကြောင့်ပေးထားတဲ့ဒီ greater common factor တွဲကိုပေးထားတယ်။ဒါကြောင့် bigel ရေးလိုက်တယ်။ GC ပေးထားတယ်။ခင်းနှလုံးပေါင်းတဲ့က82ဖြစ်လို့82ရေးလိုက်တယ်။ပြီးတော့72ရဖြစ်နိုင်တဲ့ greater common factor ဒီဆရာတို့အခုစဉ်းစားလိုက်တာပါလေ။24 36 48 60စသဖြင့်ဘလာဘလာအများကြီးပဲ။ဟုတ်ပြီနော်။ဒါကြောင့်သူဖြစ်နိုင်တဲ့ gain တွေဆရာတို့ရေးလိုက်တယ်။ဟောဒီထိကပေးထားချက်တွေစဉ်းစားတာဖြစ်တဲ့ရေးပြီးသား ဒါဆိုရင်ဆရာတို့ကခုနှစ်ပေါင်းလိုက်ရင်80နှစ်ဖြစ်မဲ့ကောင်တွေစဉ်းစားကြည့်ရအောင်ပြီးရင်ဘက်ဂိန်းနဲ့ဘယ်ယာနဲ့ပေါင်းလို့ရှိရင်80နှစ်ဖြစ်မှာဟုတ်ပြီနော်ဆရာတို့ကဒါအောင်စဉ်းစားရအောင်80နှစ်ဖြစ်မဲ့ကောင်တွေအကုန်လုံးကိုလိုက်ပြီးတော့စဉ်းစားလိုက်မယ်ဒါဆိုဒီမှာကဆရာတို့ကစနစ်တလီစနစ်ဒီမှာစနစ်တလီစနစ်ရှိဟုတ်ပြီနော်တမီတော်စီလောက်ဆိုရင်ဆရာမေးခွန်းမေးရင်လိုက်ရှာကြည့်နေတော့ဆရာပြထားတဲ့ကထဲထဲမှာဘယ်ယာနဲ့ဘယ်ယာနဲ့ပေါင်းရင်80နှစ်ဖြစ်မလဲဒါတမီတော်စဉ်းစားနေတော့ဟုတ်ပြီနော်ဒါဆိုဆရာတို့က 24နဲ့ဘာနဲ့ပေါင်းမလဲဆိုရင်48နဲ့ပေါင်းရင်လည်း80နဲ့ဖြစ်တယ်။ဒါဆိုဆရာတို့က24နဲ့48နဲ့ပေါင်းတာကိုအရင်ဆုံးစဉ်းစားကြည့်လိုက်။ဟုတ်ပြီနော်။ဒါဆိုဆရာတို့က24နဲ့48နဲ့ပေါင်းရင်လည်း80နဲ့ရတယ်။ဒါဆိုသူတို့နှစ်ခုကိုကိန်းတစ်ခုပေါင်းတာ80နဲ့ရတယ်။ဒါဆိုသူ့ကို greater common factor ရှာရင်တွဲရမရဆရာတို့စဉ်းစားကြည့်မယ်။ပေါင်းခြင်းကတော့80နဲ့ဖြစ်နေတယ်။ဒါဆိုဆရာတို့က24ကိုစာကွဲကိန်းခွဲမယ်။အဲ့တော့22နဲ့ multiplying 3i 48ကိုဆရာတို့ကစာကွယ်ကင်းခွဲမဲ့ due to the power 4 multiplying 3i သူတို့ကြည်စရာရှာလိုက်ဘုံတူတာပဲယူတော့နင်းနေနင်းနေဘုံတူတယ်ထန်ချုံးငယ်တာပဲယူတော့နှစ်သုံးတက်3နဲ့3နဲ့ဘုံတူတယ်တလုံးယူလိုက်တော့3ဒါဆိုရင်နှစ်သုံးတက်ကဲ3ရင်ပြောင်းလိုက်တော့24ရသူကပေါင်းခြင်းရလေ80နဲ့ဖြည့်ရမယ် greater common factor ရှာရင်လဲ7နဲ့ဖြည့်ရမယ်လို့ပြောတာအခု24ရနေရ ဒါဆိုရင်ဆရာတို့အခုစဉ်းစားလိုက်တဲ့24နဲ့48နဲ့ဒီဖြစ်နိုင်လားမဖြစ်နိုင်ဘူးဒါကြောင့်မလို့ထိုးကြောင့်မဖြစ်နိုင်ပါဘူးဟိုကြောင့်ဆရာတို့အခုစဉ်းစားလိုက်တဲ့24နဲ့48ဒီဘာဖြစ်လဲမဖြစ်နိုင်ပါလို့ဆရာတို့စဉ်းစားလိုက်ဒါဆိုရင်နောက်ထပ်ကြံနေတဲ့ထဲထဲကဖြစ်နိုင်တာရှိအောင်ပဲဒါဆိုရင်ဆရာတို့ကဘာနဲ့ဘာနဲ့စဉ်းစားလိုက်ရင်ဆရာတို့က80နဲ့ရမလဲဒါဆိုရင်ဆရာတို့ကနောက်တစ်ချက်စဉ်းစားကြည့်ရအောင်စနေနဲ့60နဲ့ပေါင်းကြည့် ဟုတ်ပြီနော်ဒါဆိုဇာတ်တော့ဒီမှာစနေနဲ့60နဲ့အဲ့တော့စနေနဲ့60နဲ့ပေါင်းရင်လဲဇာတ်တော့ကွန်နစနေရဒါဆိုရင်သူတို့နှစ်ခုကိုရောဆရာတို့က GCM ရှာလိုက်ရင်ထွဲရမလားဆရာတို့စဉ်းစားကြည့်ရအောင်ဒါဆိုစနစ်ကိုကတော့စာခွင့်ခွင့်ခွဲတော့စနစ်ကိုစာခွင့်ခွင့်ခွဲလိုက်တဲ့ do square နဲ့ multiply 3ရတယ်60ကိုထပ်ခွဲกว่าအကျန်ထဲမှာခွဲကြည့်နော်ဆရာခွဲပြတော့ဒါဆိုဆရာတို့ကစာခွင့်ခွင့်လေးတွေရသွားပြီ ဒါဆိုရင်ဆရာတို့က greater common factor ဘုံတူရင်ထန်ချောင်းငယ်လာယူထန်ချောင်းနေလဲတူနေရော2 square 3နဲ့3နဲ့ဘုံတူနေရော3ရမယ်5ကတော့ဘုံတူတာမရှိတော့ပယ်လိုက်ဒါဆိုဆရာတို့က greater common factor သည်2 square multiply 3ဒါဆိုရင်ဆရာတို့မျှောင်းလိုက်တွဲဒါဆိုရင်ပေါင်းလိုက်ရင်လဲသူတို့နှစ်ခုပေါင်းလိုက်ကလည်းပဲ90နဲ့ရတဲ့ဒီစရာရှာလိုက်တော့လဲတွဲရတယ်ဆိုတော့ဒီဖြည့်ဒီဘာဖြစ်လဲသူရှာခိုင်းတဲ့ gain နှလုံးအဖြေဖြစ်နိုင်ပါတယ်အဖြေရသွားပါပြီ ဟုတ်ပြီနော်ဒါကြောင့်ဆရာတို့အားပြေဒေါ်လာယုံမဲ့ထိုးကြောင့်ဂိန်းနှလုံးဒီစနစ်နဲ့60နဲ့ဖြစ်ပါတယ်လို့ဖြေလိုက်ရမယ်။ဒါဆိုဆရာတို့ကတခြားဂိန်းတွေဒီဒီမှာ80နှစ်ကျော်သွားပြီဆိုတော့ပေါင်းချင်း80နှစ်ဖြစ်ရမှာဆိုတော့ဒီ80နှစ်ကနေစပြီးကြီးရွားတဲ့ဂိန်းတွေဟာဆရာတို့ကစဉ်းစားလို့မဖြစ်တော့ဘူး။ဘာလို့ဆိုတော့ဂိန်းနှစ်ခုပေါင်းမှာ80နှစ်ဖြစ်ရမှာဆိုတော့80နှစ်တဲ့ငယ်တဲ့ဂိန်းတွေအားမှာနှစ်ခုပေါင်းရင်ပါဖြစ်ပါလေ80နှစ်ဖြစ်မှာ။ဟုတ်ပြီနော်။ဒါဆိုရင်သာသမီတို့ဟောဒီနံပါတ်၈ပုံစံလေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။ဒီဘက်ကတော့ဆရာတို့စဉ်းစားနည်းလေးဖြစ်ပါ ဟုတ်ဟုတ်ပါပြီဒါဆိုရင်ဆရာတို့ကဒီနေရာလေးမှာမေကုံးမှာဆရာတို့ကကြီးဆုံးပုံစံကကင်တွဲမှုပဲနဲ့တခြားကိန်းတွေနဲ့မေးရင်လည်းပဲတအားလို့တမီးကိုစဉ်းစားတတ်ရဟုတ်ပြီနော်ဒါမှမဟုတ်ဆရာတို့ကဒီမှာ80နှစ်ဖြစ်တယ်လို့မဟုတ်ပဲနဲ့ကွာကိန်းနှစ်ခုရဲ့ပေါင်းညီက80နှစ်လို့မပြောပဲနဲ့တခြားကိန်းတွေဒီမှာအများကြီးရှိနိုင်သေးတာဖြစ်တဲ့အတွက်တခြားကိန်းတွေနဲ့မေးရင်လည်းပဲရတာအဲ့လိုမေးခဲ့ရင်လည်းပဲတအားလို့တမီးကိုစဉ်းစားပြီးတော့ဘာလို့တန်းရမလဲဖြေတန်းရမယ်ဒါဆိုရင်ဆရာတို့ကတကယ်နားလဲတာဖြစ် ုတ်ပြီเนาะဒါဆိုရင်ဆရာတို့နောက်ထပ် number 6လေးကြည့်အောင် number 6မှာဆရာတို့ကအဲ140စင်တီမီတာရဲ့168စင်တီမီတာရဲ့210စင်တီမီတာရှိရဲ့ကျိုးသုံးချောင်းလေကျိုးသုံးချောင်းရှိတယ်ဟုတ်ပြီเนาะဒါသူပြောထားတာဒါဆိုဆရာတို့ကကျိုးသုံးချောင်းစဉ်းစားလိုက်เนาะအဲ့တော့ဒီဟာကျိုးသုံးချောင်းရှိရဲ့ကျိုးသုံးချောင်းကအလျားကြီးမတူညီကြဘူးအဲ့တော့ဆရာတို့ကဘောလေးနဲ့စဉ်းစားလိုက်မယ် 140စင်တီမီတာရှိရဲ့ဂျိုးတချောင်းရဲ့168စင်တီမီတာရှိရဲ့ဂျိုးတချောင်းရဲ့210စင်တီမီတာရှိရဲ့ဂျိုးတချောင်းရဲ့အဲ့တော့ဂျိုးကပဲတစ်ချောင်းလဲ3ချောင်းအဲ့တော့ဂျိုး3ချောင်းရှိအလျားတူညီတဲ့အပိုင်းငယ်လေးပိုင်းကျင်တာဂျိုးတွေကအလျားမတူဘူးဆရာတော့ညီညီပိုင်းကျင်တာဒူးညီညီအလျားပိုင်းလိုက်ရင်ဘယ်လောက်ရမလဲပိုင်းဖြတ် အပိုင်းငယ်တစ်ခုစီရဲ့ဖြစ်နိုင်သောအကြီးဆုံးအလျာတဲ့ဒီမှာမေးထားပြီ။ဒါဒီဆရာတို့ကလက်တွေ့ပုံစံတွေနဲ့လက်တွေ့ပုံကမှဆရာတို့ကဖြည့်ရှင်းရမယ့်ပြဿနာတွေနဲ့တူတယ်။ဟုတ်ပြီနော်။ဆရာတို့အပြင်မှာလည်းပဲဆရာတို့ကဂျိုးတွေကလက်ရောင်းမညီတဲ့ဂျိုးတွေကိုညီညာညာလေးပိုင်းကျင်နေဆိုဆရာတို့ကဒီနီးလိုင်းကိုတောင်းရအောင်။ဟုတ်ပြီနော်။အကြီးဆုံးအလျာလို့ပြောတဲ့အတွက်ဆရာတို့ကတင်ထားတဲ့ Greater Common Factor အကြီးဆုံးပုံစံခွဲကိန်းတာရှာလိုက်ရင်အလျာဘယ်လောက်ပိုင်းရမလဲဆိုတာသိမှာဖြစ်တယ်။ဒါကြောင့်အကြီးဆုံးအလျာလို့မျောတဲ့အတွက် Greater Common Factor ရှာရမယ်။ အငယ်ဆုံး layer ဆိုရင်တော့နောက်သင်ရမယ်အငယ်ဆုံးပုံစံ token ပေါ့နော်ဒါဆိုဇာတို့အကြီးဆုံး layer ဆိုတော့ greater common factor ရှာရမယ်ဆိုတာတော့ဒီမျိုးတန်းတီးရမယ်ဒါလေးကိုတန်းတီးရပြီးရင်အပိုင်းငယ်ပေါင်းနဲ့မိကုံးကနှစ်ချင်မီတာဘိုင်းငယ်ပေါင်းကဘယ်လောက်ရမလဲဒါဆိုဝါဒီပုံစံမှာ major ကနှစ်ခုဘေးထားချက်ကတော့အလျားမတူညီတဲ့ဂျိုးတုံးချောင်းဒါကြောင့်ဆရာတို့ရေးလိုက်မယ်ဂျိုးတုံးချောင်းကြီးအလျားသူပေးထားတာကုချပေါ့နော်ဒါဆိုဆရာတို့ပြစ်ချက်လေးပြီးသွားပြီ major ကနှစ်ချက်မီတာတော့ဆရာတို့နှစ်ချက်ရေးလိုက် ပိုင်းငယ်တစ်ခုစီရဖြစ်နိုင်တဲ့အကြီးဆုံးအလဲအရပြောချင်တာဒီကောင်စီ GCM ကိုပြောတာ Greater Common Factor ပြီးတော့ရင်နောက်တစ်ချက်ကအပိုင်းငယ်ပေါင်းဘယ်လောက်လဲဆရာတို့နှစ်ချက်ယူလိုက်ပြီးတော့ရင်ဆရာတို့ GCM ရှာလိုက်ရုံပဲလीဒါဆို140ရဲ168ရဲ130ကိုစာကွက်ကိန်းခွဲပေါ့အဲ့တော့အကျန်းထဲမှာဆရာတို့ကအစားနည်းနဲ့ပဲဖြစ်ဖြစ်ဒါတော့တပီတော့နှစ်သက်တယ်ရှေ့မှာလေးလာခဲ့ပြီးပြီဆိုတော့မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့စာကွက်ကိန်းခွဲလိုက်ဆရာခွဲမပြတော့ဟုတ်ပြီနော်ဒါဆိုဆရာတို့ကနှစ်နှစ်ထက်ရဲ9ရဲ့9ရဲ့ဆရာတို့စာကွက်ကိန်းရမယ် ပြီးရင်160ကျပ်ကိုစာခွင့်ခဲ့တော့နှစ်3တက်ရေ3ရင်9ကျပ်ကဲ210ကိုစာခွင့်ခဲ့တော့နှစ်35ခုပေါ့နော်ဒါဆိုဆရာတို့က greater common factor ဘုံတူတာဘုံတူရင်ထန်ညွန်းငယ်တာယူတော့နှစ်ကိုယူမယ်300သုံးခုစလုံးမှာမတူဘူးမတူတော့ပယ်ရမယ်ငါးရီကလည်းသုံးခုစလုံးမှာမပါဘူးဘုံမတူဘူးဒါကြောင့်ငါးရီလေးပယ်ရမယ်သုံးခုစလုံးမှာဘုံပါတာဒီ9ဖြစ်တယ်ဒါကြောင့်9ယူပါမယ်ထန်ညွန်းနေရာလည်းတူတူပဲဆိုတော့ကြိုက်တဲ့တလုံးပဲဟုတ်ပြီဒါဆိုဆရာတို့ကဖြည့်သည်နည်းနည်း ခုနှစ်နဲ့ဒါဆိုရင် two multiply 7နဲ့ခုနှစ်လေး7လေးဒါဆိုရင် greater common factor ဒီ7လေးလွယ်လွယ်လေးပဲဒါဆိုရင်ဆရာတို့ရဲ့ကြိုးတွေကိုအနရဘလောက်ပိုင်းလိုက်ရပြီလေ14 cm ပိုင်းလိုက်ရပြီကွာဆိုပြီးတော့ဆရာတို့အဖြေပေးလိုက်ရင်အဲတော့မှတိုင်ပြီးပိုင်းလိုက်ရင်ဆရာတို့ညီညူညာတွေရပြီဖြစ်တယ်ဒါဒီဆရာတို့ကလက်တွေ့ဘဝမှာလည်းပဲဆရာတို့ကဖြည့်ရှင်းမှုလွယ်ကူတာဖြစ်တယ်နောက်တစ်ချက်မေးထားသေးတယ်အပိုင်းဘယ်လောက်ရမလဲလို့သိချင်ရင်တော့ဆရာတို့အပိုင်းဒီအတူလေးကိုလည်းပဲပါနေစား 168ကိုလည်းပဲဆရာတော်ကစား210ကိုလည်းစားလိုက်ရင်ဒီ140စင်တီမီတာရှိတဲ့ကောင်ကပဲနှစ်ပိုင်းပိုင်းလိုက်ဟေ168ရှိတဲ့ကောင်ကတော့ဟေးဘယ်နှပိုင်းပိုင်းလိုက်กว่า210စင်တီမီတာရှိတဲ့ကျိုးအရှိကြီးကတော့ဟေးဘယ်နှပိုင်းပိုင်းချလိုက်กว่าလို့ဆရာတော်ကပြောလို့ရပြီဟုတ်ပြီเนาะတွေ့ပြီးတော့ဒါဆိုဆရာတော်ကဘိုင်းငယ်ပေါင်းကိုလိုချင်တော့သူတို့တွေကိုဗာနဲ့စားဆရာတော်ရဲ့ဆရာထားတဲ့14 14နဲ့စားလိုက်ရင်ဘယ်နှပိုင်းဆိုရရမယ်ဒါကြောင့်140ကို14နဲ့စား168ကိုလည်းပဲ14နဲ့စား 210လဲ14နဲ့စာပြီးတော့အားလုံးပေါင်းလိုက်ရင်ဆရာတို့ကအပိုင်းဒီ38ပိုင်းရမှာဖြစ်တယ်။ကဲဒါဆိုရင်ဆရာတို့ဒီနေ့လေ့လာလိုက်တဲ့သင်ခန်းစာလေး89ဟောပြီနော်ဒါတော့ဒီမျိုးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။ဒါဆိုရင်ဆရာတို့ဆရာပြောနေကြတဲ့စကားလဲဆောင်လေးဒီနေ့ရဲ့စကားလဲဆောင်လေးကပါလဲဆိုတော့ ကဲဆရာတော်သူတော်ကောင်းသည်တဲ့မိမိအကျိုးအတွက်သူတော်ဘာကိုမထိခိုက်စေရတဲ့သူတော်ကောင်းတို့မြည်သည်သူရဲ့အကျိုးစီးပွားအတွက်သူမြည်သူတော်ဘာထိခိုက်အောင်မလုပ်ဘူးပဲတော့မဟုတ်ပြီနော်ဒါတော့သာရသမီးတို့လည်းပဲငယ်သည်စကားလက်ဆောင်လေးကိုမှတ်ထားပါမိမိအကျိုးစီးပွားအတွက်သူတော်ဘာတွေကိုမထိခိုက်ပါစေနဲ့ဟုတ်ပြီနော်အဲ့တော့သာရသမီးတို့ဒီဆရာမိပါတို့ထဲတစင်းမြင့်အောင်ကြိုးစားနိုင်တဲ့ចောင်းသားចောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်